ဒီနေ့ကျမဂျေစုတရားပြန်လဲရှာဖွေခြင်းရဲ့နံပါတ်5အနေနဲ့ကျမတို့ညီကိုမောင်နှမတွေရဲ့ဂျေစုတရားတွေကို ပြန်လဲရှာဖွေပြီးတော့ဩဂျေစုတင်ကြည်ရအောင်ကျမတို့ရှိမှာညီကိုမောင်နှမလို့ပြောတဲ့အခါမှာအညီကိုမောင်နှမအရင်နေရှိမယ်တဝင်းခွဲတွေရှိမယ်အကုန်လုံးပါတယ်နော်ကျမတို့ဆိုလို့ရှိရင်ကျမတို့ရှိမှာညီမ9ယောက်ရှိတယ်ကျမတို့ညီမ9ယောက်က တယောက်နဲ့တယောက်အရှင်းရှင်းအပြန်အလှန်အမြဲတမ်းရိုင်းမင်းကူညီတယ်ငငယ်တော့ကတော့အရန်ရန်ဖြစ်တာငငယ်တော့ကတော့အရန်ရန်ဖြစ်တာတယောက်နဲ့တယောက်နဲ့မိန်းကလေးတွေကြီးပဲ၅ယောက်ဆိုတော့လေအဲအလုပ်တွေဆိုလို့ရှိရင်လဲကတ်တွက်တယ်နော်နင်းလုံးငါလုံးအဲ့လိုအရန်နဲ့တွက်ကတ်လို့အဖေအမေတွေကကျမတို့ကိုအဲ့အလေးချင်းလေးတွေကိုပြန်ပြီးတော့ပြောင်းပြီးတော့ကောင်းတဲ့အလေးချင်းလေးတွေနဲ့အစားထိုးလေးချင်းပြိုးထောင်ပေးလိုက်တဲ့အခါကျမတို့ ခုချိန်မှဆိုရင်ကျမတို့အဲ့လိုမျိုးမတက်ကတ်တတော်ဘူးကိုယ်လုံးကိုယ်လုံးတဲ့ကိုယ်တာဝန်ကိုယ်ယူတတ်တဲ့အလေးအကျင့်လေးတွေလည်းရလာတယ်အဲ့ဒီတော့ဒီလိုညီကိုမောင်နှမတွေရှိခဲ့လို့ကျမတို့ရဲ့ငယ်ကလေးဘဝလေးတွေကအယံကိုပြောစရာကောင်းခဲ့တယ်ကျမတို့ညီမတွေဆိုလို့ရှိရင် စားစရာရှိရင်လည်းအတူတူစားရတယ်เนาะအဝိချော်စရာရှိလည်းအတူတူငယ်ငယ်ရဆိုလို့ရှိရင်ကျမတို့ကဟိုရေမော်တာတွေပါတယ်အယံမပေါ်သေးဘူး ရေဆိုလို့ရှိရင်လဲတွေးနေရနေပြီးတော့ခတ်ပြီးတော့သုံးရတယ်စီပိုင်းတွေနဲ့စီပိုင်းတွေနဲ့ရေကိုဖြည့်ရတယ်ပြီးလို့ရှိရင်အဝိချော်ဇက်တွေပါလေဆိုတာလည်းမရှိဘူးအဝိဆိုလို့ရှိရင်လဲလက်နဲ့လျှော်ရတယ်တခါတလေရေမခတ်နိုင်ဘူးဆိုလို့ရှိရင်ကျမတို့နားမှာဟိုစတောင်းမြစ်ကြီးရှိတယ်အဲ့ဒီစတောင်းမြစ်ထဲကိုညီမတွေသွားပုံးနေနဲ့အဝိတွေကိုတဲတဲပြီးတော့အဲ့ဒီထဲမှာ အဝိတ္တိလျှော်ကြစော့ကြအယံကိုပြောစရာကောင်းတဲ့ငယ်ဘဝရဲ့အတိတ်တွေကိုကျမတို့ကပိုင်ဆိုင်ခဲ့ရတယ်ပြီးလို့ရှိရင်အိုကျမတို့လေလူကြီးတွေဘာဖြစ်နေလဲဆိုတာမသိဘူးเนาะကျမတို့ညီမတွေကလေညခင်းနေဆိုလို့ရှင်လေစုပြီးတော့လေတရှင်းနေဆိုတယ်ပြီးလို့ရှင်ရဲ့အဲ့လိုပေါ့အတုတ်တွေလှုပ်ရှားတယ်မုတ်တွေလှုပ်ရှားတယ်ဒါတွေကကျမတို့ရဲ့တသက်မှာလေဘယ်တော့မှပြန်မရမယ့်အချိန်နေเนาะ အခုအသက်အရွယ်ကြီးလဲရလာကောကိုအလုပ်တွေကိုကိုလုပ်ကိုရှိတော့ပေါ်ကိုရဲကိုနေရာဒေတာအတီးတီးမှာသွာလာနေကြရရတဲ့အခါကျမတို့တွေဟာတစ်နှစ်လုံးနေတော့မှထံကုန်တွက်ကြည့်လိုက်လို့ရှိရင်၁၀ရက်၁၀ရက်လောက်ပဲကျမတို့အခုဆိုလို့ရှိရင် အတူတူရှိရတာတစ်နှစ်လုံးဘူးเนาะ ဲ့တော့ကျမတို့ရဲ့တွေးရှိရတဲ့အချိန်တွေကအရန်နဲ့နဲသွားပြီအဲ့ဒါကြောင့်ရှိနေတဲ့လူတွေဆိုလို့ရှိရင်လည်းအတူတူရှိနေတဲ့လူတွေဆိုလို့ရှိရင်လည်းအဲ့ဒီရှိနေတဲ့အချိန်တွေကိုတန်ဖိုးထားပါ မရှိတော့ဘူးတယောက်တနေရာမှာ ကွဲပြားနေပြီဆိုလို့ရှိရင်လည်း အဲသူတို့ရဲ့ဂျေစုတရားလေးတွေကိုအောင်းမေးပြီးတော့ဩငါငါရဲ့ဘဝမှာဒီလိုမျိုးညီကိုမောင်နှမတွေရှိခဲ့တာအရန်ကိုပျော်စရာကောင်းခဲ့ပါလားအခုအထိလဲငါတို့ကအရှင်းရှင်းနဲ့ရိုင်းပင်းကူညီကြတယ်အရှင်းရှင်းလဲရှစ်ကြတယ်တယောက်မပြေလည်မှုကိုတယောက်ကနားထောင်ပေးတယ်တယောက်ကကူညီပေးတယ်အဲ့ဒီလိုမျိုးနဲ့အပြန်အလှန်ဖေးမကူညီရင်းနဲ့ကျမတို့နေထိုင်ကြရတယ်ညီကိုမောင်နှမဆိုတာเนาะလောကကြီးမှာ အစာထိုးလို့မရတဲ့တံပိုးကြီးတဲ့လက်ဆောင်တွေပါအဲ့ဒါကြောင့်အဲ့ဒီတံပိုးတွေကိုလည်းတံပိုးထားတတ်ဖို့လိုတယ်ဂျေစုတင်တတ်ဖို့လိုတယ်အားလုံးဂျေစုအများကြီးတင်ပါတယ်ရှင်